ဟဲ့စွမ်းအားဆိုလို့ကျွန်တော်တို့ဘယ်လိုမြင်ကြလဲပိုက်ဆံတွေအများကြီးရှိတာလားတာမမောရာထူးကြီးကြီးမားမားလားအထန်ကျဲကျဲနဲ့ပြောနိုင်ဆိုနိုင်တာမျိုးကိုလားဟုတ်ပြီဒါမနဲ့တကယ်တမ်းကြတော့လေတကယ်ကိုအစွမ်းထက်တဲ့သူတွေကစကားခွန်းမှတော့မပြောဘူးသူတို့ရဲ့ခန္ဓာကိုအမိုးရအဲ့ body language နဲ့ပဲပုံဝတ်ချက်တစ်ခုလုံးကိုထိန်းချုပ်ထားနိုင်ကြတယ်ဆိုတော့ဒီနေ့မှာကျွန်တော်တို့အတူတူအဲ့ဒီတိတ်ဆိတ်တဲ့စွမ်းအားရဲ့လျှို့ဝှက်ချက်တွေကိုခရီးထွက်ကြည့်ကြရအောင်ဒီမှာပြောထားတာလေးကိုကြည့် တကယ်ဆွမ်းအားကတိတ်ဆိတ်တယ်တဲ့အတဲ့ဘက်ကရှင်းရှင်းလေးမယ်ကိုဘလို့လှောက်ရှားတယ်ဘလို့ထိုင်တယ်အသက်ကိုဘလို့ရှူတယ်အဲ့ဒါတွေကကိုအကြောင်းကိုအကောင်ပြောပြနေတာစဉ်းစားကြည့်လေချင်တဲ့တကောင်ကသူ့ကိုသူတောပရင်မာလို့ဟင်းဟောက်ကြွေးကြွနေရှာလို့လို့လားမလို့ဘူးသူရှိနေတာနဲ့ကိုတောအုပ်တစ်ခုလုံးကတည်တယ်အမ်အဲ့ဒီလိုစကားလုံးမလို့တဲ့လွလန်းမုံနိုင်ဆွမ်းမျိုးကိုပြောနေတာပါဆိုတော့ ။စွမ်းအားကိုလူတကားပုံစံနှမျိုးနဲ့မြင်ကြတယ်။ဒီမှာရှင်းပြထားတာကိုကြည်လိုက်ရင်ရှင်းသွားလိုက်မယ်။တစ်ဖက်မှာကလူများစုထင်နေကြတဲ့စွမ်းအားဥပမာကြွက်သားတွေ၊ပိတ်ဆံတွေ၊ရာထူးတွေလိုအပေါ်ယမြင်ထားတဲ့ရာတွေပေါ့။ဒါပေမဲ့နောက်တစ်ဖက်မှာကတကယ်အဆက်အမှန်စွမ်းအားအဲ့ဒါကပါလဲဆိုတော့အတွန်းစိတ်ရင်တည်ငြိမ်မှုကိုကိုကိုထိန်းချုပ်နိုင်စွမ်းပြီးတော့ညင်သက်နေတဲ့အရေးရှင်တွေပဲ။ကဲဒီနှစ်ခုထဲမှာဘယ်ဟာကပိုပြီးတော့တာရှိခံမလဲ။စဉ်းစားကြည့်စရာပဲနော်။ဟုတ်ပြီဒီရိုးအချက်တွေကိုတခုချင်းအစီ အသေးစိတ်လေ့လာကြည့်ကြမယ် ပထမဆုံးအနေနဲ့တိတ်ဆိတ်နေခြင်းကဘာလို့ဒီလောက်တောင်စွမ်းအားကြီးရတယ်လဲဆိုတာကိုရင်ပြောမယ်။အဲ့ဒါပြီးရင်တော့တကယ့်လက်တွေ့သုံးလို့ရတဲ့နီလန်းသုံးခုနေရာကိုဘယ်လိုထိန်းချုပ်မလဲ။အချိန်ကိုဘယ်လိုကျွမ်းကျင်အောင်ကင်တွယ်မလဲ။ပြီးတော့လူမှုဆက်ဆံရေးတွေကိုဘယ်လိုပိုင်ပိုင်နိုင်နိုင်စီမံမလဲဆိုတာတွေကိုဆက်သွားကြမယ်။နောက်ဆုံးမှာတော့အဲ့ဒီထိန်းတီ technique တွေအားလုံးရဲ့အခြေခံအုံမြင့်ဖြစ်တဲ့အရေးကြီးဆုံးချက်တစ်ခုနဲ့ညီကုန်းချုံမှာပါ။တောပြင်ခြင်းတွေကိုပဲပြန်ကြည့်ရအောင်။သူကသူ့ရဲ့တည်ရှိမှုကိုအတန်ချက်ချင်းနဲ့အော်ရက်နေစီရမလို့ဘူး။ သူတင်းငင်းစွာရှိနေတာနဲ့ကိုပဲအေယာအားလုံးကသူထင်းချုံမှုအောင်မှာဖြစ်သွားပြီသားအစွမ်းထက်တဲ့ခေါင်းဆောင်တွေကလည်းအဲ့ဒီလိုပဲသူတို့ကလူတွေငါ့ကိုအာယုံစိုက်ပါစီဆိုပြီးစူးစမ်းမနေဘူးသူတို့ရဲ့တင်းငင်းမှုကပဲအာယုံစိုက်မှုကိုသူတို့စီအလိုလိုဆွဲခေါ်လာတာကဲ theory တွေခဏထားပြီးလက်တွေ့ဘက်ကိုတန်းသွားလိုက်အောင်ပထမဆုံးနေ့စနစ်ကတော့ကိုရှိနေတဲ့နေရာတစ်ခုကိုကိုယ့်ရဲ့ခန္ဓာကိုယ်ကိုယ့်ရဲ့လှုပ်ရှားမှုတွေနဲ့ဘလို့လွှမ်းမိုးထင်းချုံမလဲဆိုတာပါပဲ နေရာတစ်ခုကိုလွှမ်းမိုးဖို့အရင်ထိရောက်တဲ့နည်းလမ်းတစ်ခုကိုကြည့်ကြမယ်။ပထမတစ်ခုကအခန်းထဲကိုဝင်ဝင်ချင်းမှာချက်ချင်းစကားမပြောဘဲသုံးစက္ကန့်လောက်ညင်ပြီးပတ်ဝန်းကျင်ကိုယင်ဝိကြည့်လိုက်တာ။ဒါကငါဒီကိုရောက်နေပြီဆိုတဲ့ message ကိုစကားလုံးမပါဘဲပေးလိုက်တာနဲ့အတူတူပဲ။ဒုတိယချက်ကလှုပ်ရှားတဲ့အခါမှာခြေလမ်းတိုင်းကိုတည်တည်ငိမ်ငိမ်လေးလေးထွေထွေနဲ့လမ်းတာ။ဒါကကိုကိုကိုယုံကြည်မှုအပြည့်ရှိပြီးဘယ်အရာကမှကိုကိုယဉ်ညံ့တောင်းလုံနိုင်မှာမဟုတ်ဘူးဆိုတာကိုပြနေတာပဲ။ ဟုတ်တယ်။ဒီအချက်ကဘာကိုပြောချင်တာလဲဆိုတော့လှုပ်ရှားမှုတိုင်းမှာရည်ရွယ်ချက်ပါဖို့လိုတယ်ဆိုတာကိုပဲ။ကိုယ့်ရဲ့လှုပ်ရှားမှုတိုင်းမှာတိကျနေရမယ်၊စွမ်းအားအပြည့်ထိနေရမယ်၊လေးလဲမှာဝေးဝေးနေတဲ့တည့်ရွယ်ချက်တခုလိုဟိုရင်းနေရမောပဲ။ပက်မစီတဲတဲမမတ်သွားနေတဲ့များတဲ့စင်းလိုမျိုးပေါ့။ကဲဒုတိယနည်းစနစ်ဒါကတော့လူတော်တော်များများတတိမထားမိတတ်တဲ့အရာတစ်ခုပဲ။အချင်းကိုထိန်းချုပ်တာ စဉ်းစားကြည့်စကားပြောဆိုမှုတစ်ခုရဲ့အရှိန်အဟုန်ကိုကိုကထိန်းချုပ်နိုင်ပါပြီဆိုရင်အဲ့ဒီစကားဝိုင်းတစ်ခုလုံးရဲ့အာဏာကကိုလက်ထဲရောက်သွားပြီမဟုတ်ဘူးလားဒီနီလန်သုံးခုကိုကြည့်လိုက်မက်တောင်ခတ်တဲ့နှုန်းကိုတမင်သက်သက်နေလိုက်တာမျိုးကနာမငင်းမဖြစ်ဖေးတင်းငင်းစွာနေတာမျိုးမိဟုံးတစ်ခုကိုချက်ချင်းမဖြစ်ဘဲခဏလေးရက်ပြီးစောင့်လိုက်တာမျိုးဒီအပြုတ်မူလေးတွေကတေးသေးလေးတွေလို့ထင်ရနိုင်ပေမဲ့တစ်ဖက်လိုပုံမှာစိတ်ပိုင်းဆိုင်ရာအရာဘလောက်တောင်ဖြစ်အားပေးနိုင်လဲဆိုတာစဉ်းစားကြည့်ဘူးလား ဒီအချက်ကဒီသင်္ကန်းစာတစ်ခုလုံးရဲ့အနစ်ချုပ်ပဲတိတ်ဆိတ်ခြင်းနဲ့ညင်သက်ခြင်းဆိုတာအာနေခြင်းရဲ့လက္ခဏာမဟုတ်ဘူးအဲ့ဒါကထိမ့်ချုံနိုင်စွမ်းရဲ့အမှတ်သားကိုကညင်သက်နေတဲ့အထားတခြားသူတွေကအဲ့ဒီတိတ်ဆိတ်မှုကိုမခံနိုင်တော့ဘဲတစ်ခုခုပြောဖို့တစ်ခုခုလုပ်ဖို့ကြိုးစားရင်သူတို့ရဲ့စိတ်ခံစားချက်တွေကိုမထိန်းနိုင်ဘဲပေါ်ပြလာတတ်ကြတယ်ကဲနောက်ဆုံးနေ့စနစ် ဒါကတော့လူမှုဆက်ဆံရေးမှာအစာဖြူတာထက်တောင်ပိုအရေးကြီးနိုင်ရဲ့အဆုံးသက်ကိုဘလို့ပိုင်ပိုင်နိုင်နိုင်စီမံခန့်ခွဲမလဲဆိုတာပဲ။ဘာလို့လဲဆိုတော့လူတယောက်ကစကားဝိုင်းကနေဘလို့ထွက်ခွာသွားတယ်လဲဆိုတာကသူ့ဘလို့လူစားလဲဆိုတာကိုအများကြီးပြောပြနေလို့ပဲ။ဒီမှာကြည့်အားနေတဲ့သူနဲ့စွာရှိတဲ့သူကြားကခြားနားချက်ကိုရှင်းရှင်းလင်းလင်းမြင်နိုင်တယ်။တယောက်ကစကားဝိုင်းကနေထွက်သွားဖို့ခွင့်တောင်းရတော့မလို့စောင့်နေတဲ့ချိန်မှာနောက်တယောက်ကတော့ ဒီစကားဝိုင်းကိုဘဲချင်းမှအဆုံးတတ်မလဲဆိုတာကိုယ်တိုင်ဆုံးဖြတ်တယ်။ဒါကတကယ်တော့ဒီဆက်ဆံရဲမှာဘသူကထိန်းချုပ်သူလဲဆိုတာကိုစကလုံးမပါပဲပြလိုက်တာပဲလေ။ဒါကတော့တကယ်ကိုအစိမိတဲ့နီးစနစ်တစ်ခုကိုထွက်သွားပြီးတဲ့နောက်မှာတော့တခြားသူတွေရဲ့စိတ်ထဲမှာစွဲချက်နေစီမယ်နီးလောင်ပေါ့။ထွက်သွားခါနီးမှာတင်းငိမ့်မိပါခန်းစားချက်မှန်ဖတ်လို့မရတဲ့အကြည့်နဲ့တစ်ချက်လက်ပြန်လက်ကြည့်လိုက်။အဲ့ဒီအပြူမူလေးတစ်ခုတည်းနဲ့မယ်ကိုဟာရှုပ်ဝဲစမ်းချက်ပြီးစိတ်ဝင်စားစရာကောင်းတဲ့သူတယောက်အဖြစ်သူတို့ရဲ့စိတ်ထဲမှာမတ်ကြော်တင်ထားစီလိမ့်မယ်။ဟုတ်ပြီ။ အခုဆိုရင်ကျွန်တော်တို့ညကောင်ပိုင်းကိုရောက်လာပါပြီ။ခုထိပြောခဲ့တဲ့နီးစနစ်ဒီအားလုံးကအပေါ်ယံကိုနေဟန်ထားတဲ့နဲ့သက်ဆိုင်တယ်။အခုတော့တကယ့်အစ်စ်အမှန်စွမ်းအားတဲ့အရင်မက်ကပါလေ။အဲ့ဒီအတွင်းစိတ်နေစိတ်ထားအကြောင်းကိုဆက်ပြီးဆွေးနွေးသွားကြမယ်။ဆိုတော့မေးရရှိလာပြီ။ဒီခဏကိုဘာသာစကားကိုကျွန့်ကျင်ယူနေပဲတကယ့်စွမ်းအားကိုရနိုင်ပြီလား။ဒါမှမဟုတ်ဒီနီးစနစ်တွေရဲ့နောက်ွယ်မှာပို့ပြီးတော့နည်းနည်းတဲ့အရာတခုရှိနေသေးလား။ And ီမေခွန်းကပဲကျွန်တော်တို့ကိုတကယ်ဆွမ်းအားရဲ့အရင်အမျက်စီကိုလက်ညွန့်နေသွားမှာပါဒီနေ့ပြောခဲ့တာတွေအားလုံးရဲ့အဓိကအနစ်ချက်ကတော့ဒီအချက်ပဲတကယ်ဆွမ်းအားဆိုတာကိုဘလိုလှုပ်ရှားနေတယ်လဲဆိုတာထက်ကိုဘလို တွေးခေါ်နေတယ်လဲဆိုတဲ့အပေါ်မှာပဲမူတည်နေတာခုနကပြောခဲ့တဲ့နီးစနစ်တွေအားလုံးဟာစစ်သူကြီးတယောက်ရဲ့လက်ထဲကဓားကောင်းတလက်လိုပဲဓားကအစွမ်းထက်တာမှမင်းမဲ့တကယ်ဆွမ်းအားအစစ်ကဓားကိုကိုင်ဆွဲထားတဲ့စစ်သူကြီးရဲ့အတွင်းစိတ်ကနေပဲလာတာပါ နောက်ဆုံးအနေနဲ့ဒီစကားလေးကိုတော့ဆွဲဆွဲမြဲမြဲမှတ်ထားစေချင်တဲ့လူတွေကကိုပြောခဲ့တဲ့စကားလုံးတွေကိုမေ့သွားနိုင်တဲ့ဒါပေမဲ့သူတို့ကိုဘယ်လိုခံစားတော့ရအောင် လုပ်ခဲ့တယ်လဲဆိုတာကိုတော့ဖယ်တော်မှမိမှာမဟုတ်ဘူးတဲ့ဒါကြောင့်မို့လို့ကိုယ့်ရဲ့ခန္ဓာကိုယ်ပါတာစကားကနေသိချင်းတခြားသူတွေကိုလေစားမှုယုံကြည်မှုနဲ့စွမ်းအားဆိုတဲ့ခံစားချက်တွေကိုပေးနိုင်ပါစေလို့စင်တာပြုရင်ဒီရှင်းလင်းတင်ဆက်မှုကိုညီကုန်းချုပ်လိုက်ပါလေ